မင်းသားလုံးနေတဲ့နှစ်ပိုင်းအတွင်းမှာဒူးရင်ချန်ကြီးပိုင်ဆိုင်တဲ့အထိချမ်းသာလာခဲ့တဲ့တိုင်ရွန်ပရိသတ်များအလုံးမဲ့မင်္ဂလာပါရှင့်ရန်ကုန်ဆက်လီနျူးစ်ကနေကြိုဆိုလိုက်ပါတယ်တိုင်ရွန်ဟာမော်ရယ်ဘဝကနေရုပ်ရှင်မင်းသားတယောက်ဖြစ်အောင်ကြိုးစားလာနိုင်ခဲ့တာဖြစ်ပါတယ်အခုဆိုရင်တိုင်ရွန်ခင်လို့ပြောရလောက်အောင်ရုပ်ရှင်စကားကြီးတွေကိုတောက်လျှောက်ရိုက်ကူးနေတာပေါ့အခွင့်ရေးရလာချိန်မှာရသလိုအမိရအသုံးချတာဖြစ်တဲ့အတွက်တိုင်ရွန်ကရုပ်ရှင်စကားကိုတလတကားဆိုသလိုရိုက်ကူးနေနိုင်တာဖြစ်ပါတယ်အမျိုးပညာကျေးရွေကိုစုဆောင်းကစီးပွားရေးလုပ်ငန်းတွေလည်းလုပ်ကင်နေတာပေါ့ တိုင်ရွန်ဟာတစ်ဖက်ကအနုပညာလုပ်ရင်ငွေရှာသလိုတစ်ဖက်မှလည်းစီးပွားရေးလုပ်ငန်းအနေနဲ့စိုက်ပျိုးရေးအလုပ်ကိုလုပ်ကင်နေတာပေါ့တိုင်ရွန်ဟာကြိုက်ထုဇာတိမျိုးဖြစ်တဲ့အတွက်ရွမ်းမာစိုက်ပျိုးရေးလုပ်ငန်းကိုစတင်လုပ်ကင်ခဲ့တာပေါ့ကြိုက်ထုမျိုးဘက်တွေမှာကရွှေထက်တောင်ရှားတဲ့ဒူးရင်ပင်တွေဖြစ်ထွန်းတဲ့ဒေသတွေမှာဒူးရင်ချံစိုက်ဖို့လှုပ်ထားခဲ့ပါတယ်ရာသမျှစုချင်းငွေတွေကိုစုဆောင်းကတိုင်ရွန်ကဒူးရင်ချံအသေးလေးကိုစစိုက်ခဲ့တာပေါ့ဒူးရင်ပင်အပင်600ထစ်ကိုစိုက်ပျိုးထားခဲ့ပါတယ် ဒူးရင်ကဈေးကြီးတဲ့အသီးဖြစ်တယ်လို့စိုက်ဆိုင်ချင်းအသီးပွင့်တွေကိုခန်းစားရတဲ့အသီးတော့မဟုတ်ပါဘူး။အခွန်လန့်ရှိမှဆိုရင်အပင်ဆိုင်ထားတာတစ်နှစ်ခွဲအရွယ်လောက်သာရှိသေးတာပေါ့။ဒါကြောင့်မို့လို့ထင်တယ်တော့မဖြစ်ထွန်သေးပေတစ်နှစ်ခွဲအရွယ်နဲ့ခန်းနုနုသာရှိပါသေးတယ်။အပင်ကနေအသီးလည်းမသီးသေးတယ်လို့အသီးပင်ထိလည်းမဖြစ်သေးပါဘူး။နှစ်ချီစိုက်ရမှာဖြစ်တဲ့အတွက်တန်ရွန်ကအခုမှအစာပိုင်းသာရှိသေးတာပေါ့။စားဆိုင်တဲ့အချိန်မှရေးကြီးတာမို့တန်ရွန်ဟာကြိုက်ထုတ်ကိုမကြခနဆိုသလိုလည်းပြန်နေရပါတယ်။ အပင်600တောင်စိုက်ထားတာဖြစ်တဲ့အတွက်အသီးသီးကဖြစ်ထွန်းလာတဲ့အချိန်ကြရင် ရောင်ချလောက်တဲ့အထိဖြစ်ထွန်းလာမှာပေါ့ဒါကြောင့်မို့နောက်နှစ်ပိုင်းအတွင်းမှာတိုင်ရွန်ဟာဒူးရင်ချံပိုင်ရှင်ကြီးဖြစ်မြင့်တွင်းရတော့မှာပေါ့အပင်600တာဖြစ်ထွန်းကအချိုးပေးတယ်ဆိုရင်နောက်ထပ်တိုးချဲ့သွားဖို့စီစဉ်ထားရလဲရှိပါတယ်တိုင်ရဟာကိုတိုင်းလဲဒွင်းသည့်အရန်ကိုစိုက်တာပေါ့ကိုတိုင်းဒွင်းသည့်ကိုအဝတ်စားချင်တာကြောင့်စိုက်ပြိုးထတာဖြစ်ပါတယ်။ဒါအပြင်ဆွေမျိုးသားချင်းအတိုင်းဝန်းတွေကလည်းဒွင်းသည့်စိုက်ကြတာကြောင့်စိုက်ဖြစ်သွားတာပေါ့ဒွင်းချံကတကယ်ဖြစ်ထွန်းလာတယ်ဆိုရင်ရောင်းချတဲ့အထိဖြစ်လာနိုင်ပါတယ်။ တိုင်းရောဟာအခုနောက်ပိုင်းမှာဆိုရင်အနုပညာအလုပ်ကိုလည်းအရန်ကိုစူးစမ်းလာခဲ့တာပါမော်ရယ်ဖြစ်ကနေဘသူမှခွန်ရိုက်တဲ့သူမရှိတဲ့အခြေအနေကိုလည်းရင်ဆိုင်ခဲ့ရပါတယ် ဒါပေမဲ့အနုပညာရှင်ကြီးတချို့ကနားကြကောင်ရုပ်ရှင်လောကကကြောက်ကြရဖြစ်နေတဲ့အချိန်မှာမင်းသားအနေနဲ့ရုပ်ရှင်ထားရကောင်နေရာတစ်ခုကိုရရှိလာခဲ့ပါတယ်။အခုလောမင်းသားတယောက်ဖြစ်လာတဲ့အပေါ်မှာတံပိုးထားသလိုနေရာမပြောက်သွားဖို့အတွက်လည်းအကောင်းဆုံးစ조사သွားမှာပေါ့။တိုင်ရောဟာအခုဆိုရင်ရုပ်ရှင်ဇက်ကအများဆုံးရိုက်ရတဲ့မင်းသားအနေနဲ့ရက်တည်နေသလုံးတစ်ဖက်မှာလည်းထွက်လို့ရေးတွေကအပြိုင်ဆိုင်ကိုကန့်လန့်နေကြတာဖြစ်ပါတယ်။အောင်မြင်လာတဲ့အချိန်မှာအကယ်ဒမီရဖို့အတွက်လည်းတိုင်ရောကမျှော်နေပြီးဖြစ်ပါတယ်။အကယ်ဒမီရနိုင်မယ့်ဇာကားတွေလည်းရိုက်ထားတာမို့ရဖို့အတွက်ရင်ခုန်လို့နေတာပေါ့။ အနှစ်ပြညအလုံးမှလည်းအောင်မြင်လာသလိုဒွင်းချန်စိုက်ကစေပွားရေးမှာအောင်မြင်အောင်စ조사နေတဲ့တိုင်ရောအပေါင်းပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။ကျေရှုပေးခဲ့ကြတဲ့အတွက်တရားချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ပရိသတ်တို့ထဲမှာရောတိုင်ရောရဲ့ပရိသတ်တွေပါကြရလားရှင်။တိုင်ရောကိုဒွင်းချန်မှာယဉ်နိမှုလှုပ်ဆဲခြင်းလားဆိုတာပြပြခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခဲ့ကြပါအောင်ရှင်။ ဆက်လက်ပြီး update လိုက်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် YouTube channel ကိုလည်း like and subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ